ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မမကြီးကဗာလိချက်ပြမလဲဆိုတော့ရုံးပလီတီလီကိုပေါ့နော်မကြီးနှစ်နဲ့စီပြန်လေးချက်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံးကျွတ်သွန်ဖြူနီကိုစီတက်လိုက်တယ်ပြီးရင်ပစုံကြောက်လေးထည့်ပြီးတော့စီတက်လိုက်ပါတယ်ရှင်ကျွတ်သွန်နီလေးတွေနွမ်းလာပြီဆိုရင်တော့ ရောင်တင်မုတ်လေးထည့်ပြီးတော့စီတက်လိုက်ပါတယ်စီတနံလေးထွက်လာပြီဆိုရင်တော့ရေစေးကြောတက်နေထားတဲ့ရုံးမလီတီလေးကိုထည့်လိုက်ပါရနော်ပြီးရင်တော့အနှစ်လေးတွေနှံ့သွားအောင်လို့ခဏမှုပေးလိုက်ပါရရှင် ပြီးရင်ရေချဲအီးလစ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ခဏတဲပေးထားလိုက်ပါမယ်နော်။ယုံလီတီဟင်းလေးရာချက်ရလဲလွယ်ကူတယ်မြန်ဆန်နေပေါ့နော်။ယုံလီတီလေးတွေဣသွားပြီဆိုရင်တော့အချုံငန်လေးထည့်ပါမယ်။အချုံမုတ်ထည့်တယ်စားထည့်တယ်ပြီးရင်မကြီးနှစ်လေးအုပ်တယ်ပေါ့နော်။ပြီးရင်ကျသားမုတ်လေးနင်းငယ်ထထည့်လိုက်ပါရရှင်။ကျန်းနှံ့သွားအောင်လို့မှုပြီးလိုက်ပါရနော်။ရီလေးနည်းနည်းခန်းနဲ့တိထက်တယ်ပြီးလိုက်မယ်နော်။ ီလေးလက်ခံသွားပြီဆိုလို့ရှိရင်တော့နနမီလေးအုပ်ပေးလိုက်ပါတယ်နနမီကတော့မထည့်လေးရတယ်နော်မမကြီးကတော့နနမီနဲ့တင်းတင်းလေးနဲ့စားကျင်လို့နနမီလေးထည့်လိုက်တာပဲဖြစ်ပါတယ်အခုဆိုရင်တော့ပေါ့နော်ရီလေးလက်ခံသွားပြီယုံမလီတီလေးဤသွားပြီဆိုရင်တော့ယုံမလီတီချင်ရင်ဟင်းလေးရပါပြီရှင်ဒါလေးကိုလှုပ်စားကြည့်နော် ဘောဈေးဘူးလည်းတက်တာတယ်ပေါ့နော်ပြီးရင်အရန်ဆောက်လို့လည်းကောင်းတယ်ပေါ့နော်ပစွန်ကြောက်မများလေးနဲ့ချက်ထားတာဖြစ်တဲ့အတွက်ကြောင့်အနှစ်လေးရဆောက်ပေါ့နော်အရန်ဆောက်လို့ကောင်းပါတယ်ရှင်